Play Store ပေါ်မှာမဖြစ်မနေတည်ထားတင်တဲ့ function လောက်ဆောင်ချက်7တိ6ခုအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။မြင်လာပါဒီ video ထဲမှာတော့ကျွန်တော်တို့ဖုန်းတိုင်းမှာရှိနေတဲ့ဒီ Play Store ပေါ်မှာကျွန်တော်တို့မဖြစ်မနေတည်ထားတင်တဲ့အရေးကြီးတဲ့ function 7တိလောက်ဆောင်ချက်6မျိုးအကြောင်းကိုမိတ်ဆွေတို့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အခုဒီ video ကိုကြည့်ရှုနေတဲ့မိတ်ဆွေများအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲကဒီလိုအရေးကြီးတဲ့ Play Store ရဲ့ function လောက်ဆောင်ချက်7တိ6မျိုးအကြောင်းကိုမတိသေးဘူးစိတ်ဝင်စားနေဆိုရင်ဒီ video ကိုကျွန်တော်နဲ့တူဆုံး ောင်းအောင်ကြည့်ပြီးတော့သိလာနိုင်ပါတယ်။ Okay ဒါဆိုရှင်တော့ကျွန်တော်တို့ဗီဒီယိုကိုစကြည့်လိုက်အောင်။ Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Google Play Store ထဲကိုဝင်သွားလိုက်ပါမယ်။ Okay Play Store ထဲရောက်ပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ profile icon လေးထည့်ချက်နေပြီးတော့ဆက်ဝင်သွားလိုက်မယ်။ပြီးတော့တော့ကျွန်တော်တို့ဒီအောက်ဖက်ကိုနည်းနည်းဆင်းသွားလိုက်မယ်။ โอเคပထမဆုံး function တစ်ခုအနေနဲ့အရင်ဆုံးပြပြပေးမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီအောက်ဆုံးနားလေးက set တိမ်တဲ့တစ်ချက်နှိပ်ပြီးတော့ဝင်တွက်လိုက်ပါမယ် family တဲ့တစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်โอเคပြီးတော့เนาะကျွန်တော်တို့ဒီမှာ sign up for family library ဆိုတဲ့နေရာထဲကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ် Google Play family library ထဲမှာပါရီလောက်လို့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ Play Store ပေါ်ကပတ်စံနဲ့ပေးပြီးတော့ဝယ်ပြီးတုံးရတဲ့ဒီ application software တွေ game တွေ movie တွေပေါ့เนาะ ebook တွေကိုကျွန်တော်တို့ကနောက်ထပ် ကိုယ့်ရဲ့အကောင့်ကနေပြီးတော့ကိုယ့်ရဲ့မီတာစုဝင်ပေးပြီးဖြစ်ကျွန်တော်တို့ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုပေးပြီးဖြစ်နောက်ထပ်၅ရောက်ထိကိုကျွန်တော်တို့ share လုပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့အတုံးပြုခွင့်ပေးလို့ရတယ်ပေါ့နော် sign up တော့ကျွန်တော်မလုပ်ပြတော့ဘူးနော် Okay နောက်ထပ်ဒုတိယမြောက်တစ်ခုကကျွန်တော်ကျွန်တော်ဒီအောက်နားလေးက parental control ဆိုတဲ့နေရာမှာပေါ့နော်ဒီနေရာမှာတစ်ချက်နှိပ်လိုက်မယ် Okay ကျွန်တော်အနေနဲ့ parental control နေရာမှာ ဘလူတွေလှုပ်ဆောင်ထားလို့ရတယ်လေပေါ့နော်ကျွန်တော်တို့ဘလူစတိန်တွေလှုပ်ထားလို့ရတယ်လေဆိုတာလေးကိုဆက်ပြီးတော့ဖြုတ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်မီတာစုအထင်းမှာပဲဖြစ်ဖြစ်အကျွေးမရောက်သေးတဲ့ခလေးငယ်တွေရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူကြီးကြီးပေါ့နော်ကိုယ့်ရဲ့ဖုန်းကိုအသုံးပြုပြီးတော့မှဖြစ်တယ်လို့ကျွန်တော်ပြစ်ထားတဲ့အခါမှာအဲ့ဒီအကျွေးမရောက်သေးတဲ့ခလေးတွေကကျွန်တော်တို့လူကြီးတွေရဲ့ဖုန်းကိုယူပြီးတော့ Play Store ထဲဝင်ပြီးတော့သူတို့စိတ်ချဤ game software တွေကိုရှာပြီးတော့ download ဆွဲပြီး sort တက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာသူတို့အဲ့လို sort လို့မရအောင်အဲ့ဒီခလေးတွေ အကျိုက်ပေါ့နော်ရှာလို့မရအောင်ဒီနေရာမှာစက်သိမ့်ချိန်ပြီးတော့ကျွန်တော်တို့ကန်တက်ထားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘလူးစက်သိမ့်ချိန်ပြီးတော့ခန့်တက်ထားမယ်ဆိုလို့ရှိရင်တော့အခုဒီနေရာမှာ parental control ဆိုတဲ့နေရာမှာမိတ်ဆွေတို့ကဒီနေရာမှာဖွင့်မနေဘူးဆိုလို့ရှိရင်တော့ဒီနေရာမှာတစ်ချက်နေပြီးတော့ဖွင့်ပေးလိုက်ပါတော့။ဖွင့်ပြီးတော့မှဒီမှာ tap pin ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ဟို password pin ကိုလဲလုံးတော့ကိုကျွန်တော်ရိုက်ထည့်ထားပေးလိုက်ပါတော့။ဒီနေ့ 3 4ဆိုပြီးတော့ yay ထည့်လိုက်မယ်ပြီးရင် okay ကိုနှိပ်မယ်နောက်တစ်ခါ3 2 3 4လေးဆိုတော့ yay ထည့်လိုက်မယ် confirm လုပ်ပြီးတော့ကျွန်တော်တို့ pin ကိုတက်မှတ်ထားလိုက်မယ်နော်ဒါဆိုလို့ရှိရင်တော့ဒီနေရာမှာအခုလို on ပေါ်လာမှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်တော့ဒီ owner လေးက app and game နေရာမှာတစ်ချက်နှိပ်မယ်အကျွေးမရောက်သေးတဲ့ခလေးတွေတွေ့ပေါ့နော် ိုကိပလေးရနေပြီးတော့ရှာဖွေလို့မရအောင်ဘောနော်ပိတ်ပေးထားအောင်ဘောနော်အသက်ရွယ်လိုက်တင်ညာမှာကျွန်တော်တို့ကန်တက်ထားလို့ရတယ်မိတ်ဆွေရဲ့အိမ်ထဲမှာရှိတဲ့ကလေးကစနေနေ့ရွယ်လာဒါမှမဟုတ်ဒီ16နှစ်လာကမှမဟုတ်9နှစ်ရွယ်လာဘောနော်သူတို့လေးတွေကကိုယ့်ရဲ့ဖုန်းကိုယူပြီးတော့မှဒီ Play Store ပေါ်ကနေပြီးတော့ game တွေ download ဆွဲယူလို့မရအောင်ဒီလိုအသက်ရွယ်လေးတွေကန်တက်ထားပြီးတော့မှကျွန်တော်တို့ဒီမှာ setting ချိန်ထားလို့ရတယ်ဘောနော်ပြီးရင်တော့ကျွန်တော်တို့ save connect ထားလိုက်မယ် ုကျွန်တော်တို့ Play Store ပေါ်မှာတည်ထားတည်နေ function 6ခုထည့်နိုင်ပြီးတော့အခုလခုမြောက်ကိုမိတ်ဆွေတို့တည်တော်လောက်ပြီလို့ထင်နေဒါဆိုရှင်တော့အခု function 3ခုမြောက်ကိုဆက်ပြီးတော့ကြီးလိုက်ရအောင်ပေါ့နော် function 3ခုမြောက်ဆိုလို့ရှင်တော့ကျွန်တော်ဒီအပေါ်နားလေးကဒီမှာပေါ့တော့ network preference ဆိုတဲ့နေရာမှာတစ်ချက် click နေလိုက်မယ် okay ပြီးတော့တော့ဒီအောက်နားလေးက auto update app နေရာမှာတစ်ချက်နေပြီးတော့ထပ်ကြီးလိုက်မယ်ပေါ့နော်ဒီနေရာမှာဆိုလို့ရှင်တော့ကျွန်တော်မိတ်ဆွေက အပေါ်နားလေးက update all ဒါမှမဟုတ်ဒီအောက်နားလေးက update with limit amount နေရာမှာပြောင်းထားတယ်ဆိုလို့ရှိရင်တော့သူရဲ့ဖုန်းထဲမှာရှိတဲ့ဒီ internet storage တွေနေတယ် memory တွေနေတယ်ဆိုလို့ရှိရင်တော့ဒီ auto update ကိုဖိန်ထားမယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းကအခက်မတင်ရင်တခါလေဖုန်းထဲမှာရှိတဲ့ application software တွေကိုမိတ်ဆွေဖိနေခါမှာ auto ပိတ်သွားတာတွေဖြစ်မယ်ပြီးဖုန်းတွေကလည်း တူပိတ်သွားမယ်စရဖြစ်မျိုးမျိုးနောက်ရှက်ပေးနိုင်နေပေါ့နော်အဲ့တို့ကြောင့်မို့မိတ်ဆွေတို့ကခုလူအပ်တဲ့ခါချင်မှဒီ Play Store ပေါ်က application software တွေကို download ဆွဲယူလို့ရအောင်အောက်နားလေးက Don't Auto Update app နေရာမှာပြောင်းပြီးတော့ထားလိုက်ပါဒါဆိုရှင်တော့ Play Store ပေါ်က application တွေ auto update ဖြစ်တော့မှာမဟုတ်ဘူးမိတ်ဆွေလူအပ်တဲ့ခါကျွန်မ Play Store ထဲပေါ်မှာကိုလူအပ်တဲ့ application ကိုရိုက်ရှာပြီးတော့ update တော့တင်လို့ရတယ်ပေါ့နော် Okay ဒီညမှာလည်းမိတ်ဆွေတို့တဘောပေါက်လောက်မယ်လို့မျှော်လင့်ပါတယ်အခုနောက်ထပ် Play Store ပေါ်မှာတည်ထားတင်တဲ့ function ှင်လေးခုမြောက်ကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီထက်ကနေတစ်ချက်ထွက်လိုက်မယ်အခုကျွန်တော်ဆက်ပြီးတော့ function လေးခုမြောက်ကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ profile icon လေးထည့်ကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးဝင်လိုက်မယ်အပေါ်ဆုံးသားလေးက magnetic app and device ထည့်တစ်ချက်နှိပ်ပြီးဝင်လိုက်ပါဒီ magnetic ထည့်တစ်ချက်ထပ်ပြီးတော့နှိပ်လိုက်မယ်ပြီးတော့ this device နေရာမှာတစ်ချက်နှိပ်လိုက်ပါ ပြီးတော့ဒီအောက်နားလေးက not install လေးမှာတစ်ချက်နှိပ်ပေးလိုက်ပါ who not install it ဒီ list ထဲမှာရှိတဲ့အောက်နာလေးက application software တွေအကုန်လုံးဟာကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေတဲ့ application တွေမဟုတ်ပါဘူးအခုလက်ရှိကျွန်တော်တို့ဒီ Play Store ပေါ်မှာ login ဝင်ထားတဲ့ဒီ Gmail ကိုကဲ account နဲ့အရင်တော့ကျွန်တော်တို့ download ဆွဲယူပြီးတော့တခြားဖုန်းတွေမှာကျွန်တော်တို့အသုံးပြုခဲ့ဖူးတဲ့ application software တွေပဲဖြစ်ပါတယ်ဗျနော်ဆိုတော့ကျွန်တော်နေနေဒီ application software တွေကိုဖျက်ပစ်ဖို့လိုတယ်ဗျနော်ဖျက်မယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းထဲကဒီ internet storage memory ပို့ပြီးတော့နေရာဆန့် လာမှာဖြစ်ပါတယ် Play Store ကလည်းပို့ပြီးတော့ဟိုပို့ပို့ပပနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်နော်ဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီခုဖြတ်မဲ့ application ကိုနှိပ်ပါပြီးရင်တော့အပေါ်နားလေးက delete ပေါ့နော်ဒီအမိုက်ပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင် remove ကိုနှိပ်လိုက်မယ် that's ဆိုရှင်တော့ဒီ software ကိုကျွန်တော်ဖြတ်လိုက်ပြီးဖြစ်ပါတယ်ဗောနော် mixy root အနေနဲ့ဒီခုအသုံးပြုခဲ့ဖူးတဲ့ application software တွေကိုတစ်ခါဖြတ်ပြီးတော့အသုံးပြုချင်တယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာနှိပ်မယ်ပြီးရင်တော့ခုဖုန်းထဲမှာဒီ install ပေါ့နော်ဒီနေရာမှာနေပြီးတော့ download ဆွဲပြီးအတုံးပြုလို့ရတယ်ပေါ့နော်ဖြတ်ချင်နေဆိုလို့ရှိရင်လည်းဒီ mic ပုံကိုနေပြီးတော့ဖြတ်ပစ်လိုက်လို့ရတယ် okay ဒါဆိုရင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုမိတ်ဆွေတို့ကိုပြောပြပေးထားတဲ့ play store ပေါ်ကတည်ထားတဲ့ function 6ခုထဲကနေပြီးတော့၄ခုမြောက်ပေါ့နော် okay ဒါဆိုရင်အခု function 5ခုမြောက်ကိုထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့အခု profile icon လေးတစ်ခုထပ်ပြီးတော့နေပြီးဝင်လိုက်ပါပြီးတော့တော့ကျွန်တော်တို့အောက်နာလေးက play protect မှာတစ်ချက်နေပြီးတော့ထပ်ဝင်လိုက်ပါ ဒီ play product ထဲမှာကျွန်တော်တို့ party ကိုလှုပ်လို့ရတယ်လေဆိုတော့မိတ်ဆွေကကိုယ့်ရဲ့ phone ထဲမှာ Play Store ပေါ်ကနေပြီးတော့ download ဆွဲယူထားတဲ့ application တွေပဲဖြစ်ဖြစ်တခြား Google Chrome Internet Chrome တွေကနေပြီးတော့ download ဆွဲယူထားတဲ့ application တွေပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းကို NDA ပေးနိုင်တဲ့ software တွေရှိကောင်းရှိနိုင်နေပါတော့ကိုယ့်ရဲ့ဖုန်းထဲကဒေတာချက်လက်တွေကိုယ့်အကောင့်ကိုခူးယူနိုင်တဲ့ ဒီ application software တွေ malware တွေပါတဲ့ software တွေ virus ပါတဲ့ software တွေဘောနော်ကိုယ့်ရဲ့ဖုန်းကိုဖျက်ဆီးနိုင်တဲ့ software တွေပါလားမပါအောင်လားစရဖြစ် anti ရှိနိုင်တဲ့ software တွေကိုစစ်ဆေးလို့ရတဲ့နေရာပဲဖြစ်ပါတယ်ဘောနော်ဆိုတော့ကျွန်တော်တို့ဖုန်းတွေကဒီ application တွေကိုဘယ်လိုစစ်မလဲဘယ်လို scan ဖတ်ပြီး scan မလဲဆိုရင်ကျွန်တော်တို့ဒီအောက်နားလေးက scan ဆိုတဲ့နေရာလေးမှာတစ်ချက် click နေပြီးတော့စစ်လိုက်ရုံပါပဲ ဒါဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ရဲ့ဖုန်းထဲမှာ install လုပ်ထားတဲ့ application အကုန်လုံးကိုသူ scan ဖတ်ပြီးတော့ဒီ play protect ကနေပြီးတော့ဗောနော်စစ်ဆေးပေးမှာဖြစ်ပါတယ်ဗောနော်အခုလိုဒီလို no harmful app phone ဆိုပြီးတော့ပေါ်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ download ဆွဲပြီးတော့အသုံးပြုထားတဲ့ application software ကြီးဗောနော်ထဲမှာ ဘာအန်ဒီမှမရှိပါဘူးဆိုတဲ့အကြောင်းကိုလာပြီးတော့ဒီဘလူပြောမယ့်အဖြစ်ပေးတာဖြစ်ပါတယ်ဗောနော်ဘာမှမဖြစ်ပါဘူးဒီလို scan ဖတ်ပြီးတော့မှကိုယ့်ရဲ့ဖုန်းထဲမှာအန်ဒီရှိတဲ့ application software တွေဗောနော် virus ပါတဲ့ software တွေမဝေးပါတဲ့ software တွေရှိတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာအခုလို no harmful app form ဆိုပြီးတော့အခုလို့မပြအောင်เนาะဒီနေရာမှာအန်ဒီရှိတဲ့ icon ပုံစံဗောနော်အနီရောင်လေးနဲ့ပြမှာဖြစ်ပါတယ်ပြလို့ရှိရင်တော့အန်ဒီရှိတဲ့ software တွေကိုဒီထဲမှာ ် play protect ကနေပြီးတော့ပြပေးမှာဖြစ်ပါတယ်ပြီးရင်အဲ့ဒီဆော့ဝဲကို remove ဆိုတဲ့ဟာလေးကိုနှိပ်ပစ်လိုက်ရင်ကိုယ့်ရဲ့ဖုန်းထဲကနေပြီးတော့ဒီ NDA ရှိတဲ့ဆော့ဝဲကိုဖေရှားပေးတော့မှာဖြစ်ပါတယ်ဗောနော်ဆိုတော့အခုနောက်ဆုံးအနေနဲ့ချောင်ရှင်6ခုမြောက်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကဲကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်မယ်ဆိုတော့ဒီ play store ပေါ်ကနေပြီးတော့ကျွန်တော်ထွက်လိုက်မယ် function 6ခုမြောက်ကတော့ play store ထဲမှာကိုတွားပြီးတော့ပြောပြမှာမဟုတ်ဘူးကျွန်တော်အနေနဲ့ play store ပေါ်မှာရှိတဲ့ application software တွေကို play store ထဲကနေမဟုတ်ဘဲ remote control နေနဲ့ကျွန်တော် ခြားဖုန်းတွေမှာ download ဆွဲတဲ့နေလမ်းကိုပြုတ်ပြပေးမှာဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ internet browser တစ်ခုခုထဲကိုဝင်သွားလိုက်ပါ Chrome ထဲမှာပဲဖြစ်ဖြစ်ရတယ်ဒီတခြား internet browser တွေထဲမှာလည်းရတယ် Google ထဲမှာလည်းတွားလို့ရတယ်ကျွန်တော်ကတော့ Chrome ထဲမှာဝင်ပြီးတော့ပြောက်ပေးမှာဖြစ်ပါတယ် Chrome ထဲကိုတစ်ချက်ဝင်သွားလိုက်မယ် Okay Chrome ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ search bar မှာတစ်ချက်နှိပ်လိုက်မယ်ပြီးတော့တော့ကျွန်တော်တို့အပေါ်မှာ play.coke.com ဆိုပြီးတော့ရိုက်ရှာလိုက်ပါတော့။ Okay ဒီလိုလေးရိုက်ရှာလိုက်ပါ play.coke.com ဆိုပြီးတော့ရိုက်ရှာလိုက်မယ်။ပြီးတော့တော့ဒီ Coke Place 2ရဲ့ website ထဲကိုတွားရမှာဖြစ်ပါတယ်ဗောနော်။ဒီမဲ account တစ်ခုတော့ကျွန်တော်တို့ဝန်ထားဖို့လိုတယ်ဗောနော်။ဒီမှာကျွန်တော်တို့ဒီ set နေရာမှာတစ်ချက်နေလိုက်မယ်။ နေပြီးတော့မှဒီမှာ app နဲ့ game များဆိုတဲ့နေရာမှာပေါ့เนาะဒီနေရာမှာကိုကျွန်တော်တို့ download ဆွဲယူခြင်းနဲ့ application တခုကိုရှာလိုက်ပေါ့เนาะဥမာအခုကျွန်တော်ကတော့ YouTube ကိုကျွန်တော်ရိုက်ရှာလိုက်မယ် YouTube ဒီအောက်နားလေးမှာ set ဆိုပြီးတော့ပြထားတယ်ပေါ့เนาะအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ device ဆိုပြီးတော့ပြပေးနေမှာဖြစ်ပါတယ်ဒီနေရာမှာတစ်ချက်နှိပ်လိုက်ပါ Google Play Store ပေါ်ကနေမဟုတ်ဘင်းနဲ့ဒီ Google Play website ထဲကနေပြီးတော့ကျွန်တော်တို့တခြားဖုန်းကွန်ပျူတာတွေမှာရောလက်ရှိကိုအသုံးပြုနေတဲ့ဒီဖုန်းမှာရောကျွန်တော်တို့ application တွေကို download ဆွဲယူလို့ရပြီဖြစ်ပါတယ်။ဥပမာမိတ်ဆွေကတခြားဖုန်းကွန်ပျူတာတွေမှာအဒီကိုကေအကောင့်ကို log in ဝင်ထားတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဖုန်းကွန်ပျူတာတွေကိုရွေးချယ်လိုက်ပါတော့ဒီဆက်ပစ္စည်းများဆိုတဲ့နေရာမှာနှိပ်ပြီးတော့ရွေးချယ်လိုက်ပါအခုဒီမှာ FIFO ဆိုလို့ရှိရင်ကျွန်တော် VPN နှိပ်လိုက်မယ် တောင်းလို့ဆွဲလိုက်မယ်ပေါ့နော်ဒီထက်ကနေ remote control ပုံစံနဲ့ပြီးတော့ကျွန်တော်ဒီအောက်နားလေးမှာနောက်ထပ်ဆက်များဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် click လို့ဆိုရင်ဒီနေရာမှာ install ဆိုပြီးတော့ပုံနေမှာဖြစ်ပါတယ်เนาะအခုဒီနေရာမှာဆိုရင်ထည့်သွင်းရန်ဆိုတဲ့နေရာမှာနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရွေးချယ်ထားတဲ့ဒီဖုန်းဆက်မျိုးစားပုံမှာ website ထဲကနေပြီးတော့ကျွန်တော်တို့ Google account နဲ့တွားပြီးတော့ download line ပြီးတော့ဆွဲလိုက်တာဖြစ်ပါတယ်ပေါ့เนาะ မိတ်ဆွေကတခြားဖုန်းကွန်ပျူတာတွေမှာဒီအကောင့်နဲ့လော့အင်ဝင်ထားတယ်ဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ယူပြီးတော့ဒေါင်းလုဒ်လမ်းဆွဲလိုက်တဲ့ Gmail အကောင့်နဲ့အဲ့ဒီဆက်ပေါ်မှာတွားပြီးတော့ကိုဒေါင်းလုဒ်ဆွဲယူလိုက်တဲ့ application software ကရောက်သွားမှာဖြစ်ပါတယ်အခုကျွန်တော်ကတော့မဆွဲတော့ဘူးနမူနာပြောပြတာပေါ့နော်။ Okay ဒါဆိုရှင်တော့အခုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးထားတဲ့အထင်းမှာ Play Store ပုံမှာမဖြစ်မနေကျွန်တော်တို့အနေနဲ့တည်ထားတဲ့ function 6ခုမြောက်ပြီးသွားပြီပေါ့နော်။ဒီ video ကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် video ကို like and share မြောက်လုပ်ပေးတော့နိုင်ပါတယ်။ နောက်မလေးဒါတို့ရှင်လေဗီဒီယိုအောက်မှာ comment လေးတွေရေးပြီးတော့အမေးမြန်းထားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ส่งကြရအောင်အားလုံးပဲမြင်လာပါ